ျမမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။နိုဝင်ဘာလ9ရက်နေ့ကနေပြီးတော့နိုဝင်ဘာလ17 15ရက်နေ့ထိ တနင်္ဂနွေသားသမီးများအတွက်တပတ်စာကိုဦးကနေစပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများကဒီကာလမှာဆိုလို့ရှိရင်ရဝေးရနေတည်ငောင်းနေကြားရတတ်တဲ့အလုံးနဲ့ပတ်သက်ပြီးတော့တည်ငောင်းနေလဲဝင်လာတတ်တဲ့မိမိတို့လုပ်ငန်းတွေမှာအပြိုင်ဆိုင်ပေါ်ပေါက်နေပြီမဲ့လို့ကိုယ့်ဘက်ကနေအောင်မြင်မှုတွေရယူနိုင်တဲ့ကာလတစ်ခုဖြစ်ပါတယ်။အမှုပညာလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မှနော်ကိုယ့်ဘောမှာချီးမွမ်းနာမျိုးတွေစုပေးတာမျိုးတွေစုစုကြီးကြီးတွေ ေးအပ်လာတာမျိုးတွေကြုံရတတ်ပါတယ်အဲ့တော့ကိုယ့်ရဲ့အိမ်တော်ရေးမှာလည်းမတိမြတ်တဲ့အိမ်တော်ရေးတွေပြန်လဲတိမြတ်သွားတာမျိုးတွေကိုယ့်ရဲ့ချစ်သူဟာကိုယ့်ကိုတူမှားကြောင်းเนาะတောင်းပန်တဲ့စကားမျိုးတွေကြာရတတ်ပါတယ်ကိုယ်လာပြီးတော့ဝင်ချတောင်းမနာမျိုးတွေเนาะကိုယ်လက်လွတ်ကိုကလက်လွတ်လိုက်ပြီမဲ့လို့သူ့ဘက်ကလက်မလွတ်နိုင်လို့ကိုယ်ပြန်လာပြီးတော့မှပြန်လဲဆက်တွယ်လာတာမျိုးတွေပတ်သက်လာတာမျိုးတွေလည်းဒီကာလမှာကြုံရတတ်ပါတယ် ကို့မှာမလိုတဲ့မုံထားရန်သူမျိုးရှိနေရင်တော့မှကိုကခွလွန်နားလည်ပေးနိုင်တဲ့ကာလလို့ပြောလို့ရပါတယ်ထူးထူးဆန်းဆန်းပဲကို့ကိုမျက်နှာမြင်လိုက်တာနဲ့မုံနေတဲ့လူကကို့ပေါ်မှာစိတ်ဆိုးပြေးသွားတာကို့ကိုနားလည်နိုင်တာခွလွတ်ပေးလိုက်တာမျိုးတွေလည်းထူးထူးဆန်းဆန်းလေးကြုံရတတ်ပါတယ်ဒါကတော့ဒီကာလမှာတနင်္ဂနွေသားသမီးများက နှကောင်းနဲ့မျက်တည်းစောက်ရှောက်တဲ့ကာလတစ်ခုဖြစ်ပါတယ်မိမိတို့အနေနဲ့တခုရေးတန်ရှင်းမှုကိုလုပ်ရမယ်အမွှေးအကြိုင်လေးတွေမွှေးမွှေးအမွှေးနဲ့သားလေးတွေတုံးဆွဲပေးရမယ်မတန်ရှင်းတဲ့နေရာတွေသွားလာတာမျိုးတွေရှောင်ကျင်ရမယ်ဒါဆိုရင်ကိုယ့်ရဲ့လုပ်ငန်းတွေကိုယ့်ရဲ့အပြောအဆိုတွေ အောင်မြင်မှာဖြစ်ပါတယ်အဲ့တော့အခြေအမှပဲဖြစ်ဖြစ်အိမ်တော်ရေးမှာပဲဖြစ်ဖြစ်ကိုကအခုနမတန်ရှင်းတဲ့နေရာမျိုးတွေမှာမနေမိဘူးမထိုင်မိဘူးမသွားမိဘူးမလာမိဘူးလေပို့ပြီးတော့ဂယူဆက်ရမယ်ဒီကာလမှာကိုယ့်ရဲ့ဖုံးကန်လေးတွေနော်ကိုယ့်ရဲ့နှာခေါင်းနှမျက်တွေကဆောက်ရှောက်နေတာဖြစ်နေတဲ့အတွက်ဒီကာလလေးမှာတော့ကိုကဒိဋ္ဌံလောက်တာမျိုးတွေနော်ခုနပြောသလိုကိုယ့်ရဲ့ တကူရေတန်ရှင်းမှုပြုလုပ်တာအမွှေးနဲ့တာတုံးဆွဲတာမျိုးတွေလုပ်ပြီးပါထူးဆန်းတဲ့အိမ်မက်ကောင်းတွေလည်းမတ်ရှိမတ်ရတတ်ပါတယ်เนาะပညာရေးနဲ့ပတ်သက်ပြီးတော့တရင်ကောင်းတွေကြားရမယ်ကိုဖြည့်ဆူရတဲ့စာမွေးတွေဖြည့်နိုင်တာမျိုးပေါ့အင်တာဗျူးအောင်မြင်တာမျိုးတွေနိုင်ငံခြားခရီးနဲ့ပတ်သက်ပြီးတော့ခရီးဝေခရီးနီးကောင်းပါတယ်အဲ့တော့ဒီကာလာလေးမှာတော့မိမိတို့အနေနဲ့ညလေပိုင်းเนาะညဦးပိုင်းအကုန်လုံးအိတ်သွားတဲ့အချိန်မှာ မေတ္တာတုပ်ကိုတတ်နိုင်သလောက်လေးရွတ်ဖက်ပေးပါတနင်္ဂနွေသားသမီးများဆိုတော့ဒီကာလမှာအချိန်ကြီးနဲ့ပတ်သက်ပြီးတော့မပြတ်မသားတဲ့အချိန်တွေပေါ်မှာတည်ရှိနေပါတယ်မိမိတို့အနေနဲ့လက်လွတ်လျာမလားเนาะပြန်လဲစုပ်ကန်ရမလားဒီလိုမျိုးတွေလည်းဖြစ်ပေါ်နေပါတယ်ဒါကြောင့်အခြေရေးပဲဖြစ်ဖြစ်လုပ်ငန်းပဲဖြစ်ဖြစ်မေတ္တာတုပ်တာနာနာလေးယူပေးပါပြန်ပြီးတော့ကောင်းသွားပါလိမ့်မယ်